ဒီလိုနဲ့တနေ့တော့ရေတော်အကြောင်းတော်မှာမြတ်စွာဘုရားရဲ့ထံတော်ဘုရားမှာသတင်းသုံးနေရင်းနဲ့မနခင်လင်းတော်ဇင်းညံကြွန့်မျက်စိကမမြင်ဘူးဆိုတော့ပြီးခဲ့တဲ့ညကမိုးကလည်းရွာထတာဆိုတော့ပရွက်ကောင်းလေးတွေပြန်တမ်းပြီးတော့လိမ့်ကြလာတဲ့အကောင်လေးတွေပိုးကောင်မွားကောင်လေးတွေကဇင်းညံလမ်းမှာရှိနေတယ်။ဒါပေမဲ့ဒါဒီကို तू ကမြင်တာမဟုတ်။မြင်တော့သူကဇင်းညံလျှောက်သွားတော့ဒီပိုးကောင်မွားကောင်လေးတွေကနင်းမိတဲ့အတွက်ကြောင့်တေကြီးပြည့်စည်ကြ။ ဲ့ဒီလိုနဲ့နေ့လယ်လောက်ရောက်တော့ဒီအသေးကောင်လေးတွေကိုမြင်တော့ကျန်တဲ့ယဟန်တွေကဒီစကုပါလာမထေကိုကဲ့ရဲ့ကြတယ်တဲ့။ gain မြင်တော့ကတော့လှုပ်ချင်ရည်လှုပ်နေပြီးတော့မမြင်မှကြိုးစားပန်းစားအားထုတ်ပြင်းနေဒီတတ္တဝါလေးတွေကိုဖျက်ဆီးတယ်အလွန်မိုက်တဲ့ပုဂ္ဂိုလ်ပဲလို့အဲ့ဒါလို့စကုပါလာမထေကဲ့ရဲ့ကြတယ်အတင်းစကားဆိုကြတယ်။အတင်းစကားဆိုယုံမြတ်မှာကပဲနဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားရဲ့ထာဝရဘုရားကသွားပြီးတော့ရှောက်တယ်။ရှောက်တော့မြတ်စွာဘုရားက ခသားတိုပါလမထေကပုကောင်လေးတကိုနင်းတ်နေတကိသင်တမြင်လာလမေမမအဲ့လိုတော့လေတပြည့်တော်တို့မမြင်ပါဘူးဖေ။အေးတဲ့။သကုပါလမထေပိုးကောင်လေးကြီးကိုနင်းတတ်နေတာကိုသင်တို့မမြင်သလိုအဲ့ဒီသကုပါလမထေကလည်းပိုးကောင်လေးတွေကိုမမြင်ရဘူးတဲ့။သူ့မှာသေးစီလိုတဲ့စိတ်မရှိတဲ့အတွက်ကြောင့်ဘာအကုသို့မှမဖြစ်ဘူး။တကယ်စင်စစ်သူဟာကိလေသာအတောတရားကုန်ခန်းနေတဲ့ယဟန္တာမြတ်တစ်ပါးဖြစ်တယ်။ အဲ့ဒါလို့မြတ်စွာဘုရားကအမိန်ရှိတော့ရဟန်းတော်တွေကအရှင်ဘုရားဒီလောက်ကြီးကျယ်တဲ့တရားအထူးတရားအမျက်ကိုရမဲ့ပုဂ္ဂိုလ်ဟာဘယ်နဲ့ကြောင့်မျက်စိနဲ့ကွင်းကွယ်ပြက်ပြီးတော့ပျက်စီးတဲ့အဆင့်ကိုရောက်ရသလဲအဲ့ဒီမှာမြတ်စွာဘုရားကဒါဟာအကြောင်းတရားရှိတယ်တဲ့ဒါဟာသူပြုခဲ့တဲ့အမှုအားလျော်စွာဖြစ်တာယခုပြစ္ဆုတ်ပန်းဖြစ်နေတာကိုကြည့်ရင်တော့ ရဟန္တာရှင်မြတ်ကြီးတစ်ပါးအနေနဲ့မျက်စိကိုရတာမသင့်တော်ဘူးလို့ထင်စရာရှိသို့တော့ပြုတ်ခဲ့တဲ့ကံတရားနဲ့ပြုတ်ခဲ့တဲ့အမှုကိုကြည့်မယ်ဆိုရင်တော့ဖြစ်တဲ့ဖြစ်ထိုက်တာကိုဖြစ်သွားတာပဲဆိုတာကိုလက်မခံလို့မရဘူးပေါ့အဲ့ဒါတခုသောဘဝတုန်းကအဲ့ဒီစကုဘာလမတိဖြစ်လာမဲ့ပုဂ္ဂိုလ်ကစီးစရာတယောက်ဖြစ်အဲ့ဒါသူနဲ့အတူတူသူတို့နဲ့အတူတူနေတဲ့ယောဂကဒကမတယောက်ကမျက်စီယောဂါဆွဲကပ်ဒါပေမဲ့ကုဇေယပစ္စံကမရှိမရှိတဲ့အခါကျတော့ဒီစီးစရာကတွေ့တယ်တွေ့တော့ ်တင့်ရဲ့မျက်စီကိုငါကုပေးမယ်တင့်ရဲ့မျက်စီကိုငါကုပေးမယ်ဆိုဆရာရဲ့အဲ့လိုဆိုရင်အကုပါရဲ့ကုပေးပါပျောက်ကင်းအောင်ကုပေးပါအေးတဲ့ငါကုလို့တင့်ရဲ့မျက်စီရောကပျောက်သွားပြီဆိုလို့ရှိရင်မင်းငါကိုဘာပေးမလဲတဲ့ဒီစကားလေးတော့နည်းနည်းသတိထားကြရမယ်နော်မင်းငါကိုဘာပေးမလဲတဲ့အဲ့လိုပြောတော့ဟိုဒကမကလည်းပဲမျက်စီရောကဆွဲကပ်ပြီးတော့အပြင်းထန်ဆင်းရဲနေတာဆိုတော့ပျောက်ချင်ဆုံးအားကြီးတာနဲ့ စကားပြောတာကနည်းနည်းတော့လွန်သွားဟန်တူပါရဲ့။ဘာပြောလဲဆိုတော့အရင်နဲ့အရှင်ကုလိုသာကျမရဲ့မျက်စိပြောင်းမယ်ဆိုလို့ရှိရင်ကျမမှာရှိတဲ့သားသမီးနဲ့ကျမကိုယ်တိုင်အရှင်ရဲ့အိမ်မှာကျွန်အဖြစ်နဲ့အကျွေးဆက်ပါမယ်။ကျွန်အဖြစ်ကိုပြုပါ။ကျွန်အဖြစ်နဲ့သိမ့်ပိုက်မှာမျက်စိသာမြင်ပါစေ။အဲ့လိုပြောတဲ့အခါကျဆေးစရာကကောင်းပြီဆိုပြီးတော့အဲ့ဒီဒကမရဲ့မျက်စိရောကကိုမျက်စင်းတစ်ချိန်နဲ့ပေးလိုက်တာလေ ကြောက်ကင်းစေတဲ့မျက်စင်းကိုပေးတယ်။မျက်စင်းကလည်းတော်တော်ကောင်းတယ်။ဆေးစရာကအစွမ်းတက်တီတော့အတော်ထက်ပုံရတယ်။ဒါပေမဲ့ယခုနက तू မေးခဲ့တဲ့စကားလေးတခွန်းတော့မမေ့နဲ့နော်။မင်းမျက်လုံးပြောင်းရင်မင်းငန်းကိုဘာပေးမလဲဆိုတာ။အဲ့ဒါနဲ့မျက်စင်းခန့်လိုက်တော့မျက်စိကနောက်ရကြတော့တော်တော်ကြီးတက်တာပြီးတော့ကြီးကြီးလင်းလင်းဖြစ်တယ်။ဒါကိုလည်းဆေးစရာကသိ။အဲ့ဒီလိုမြင်လာပြီးကောင်းလာပြီးဆိုတော့ဒီဒကမကစဉ်းစားဟာငါကတိအတိုင်း ငါစကားကိုအလွယ်ပြောလိုက်တယ်။ပြောက်လို့ရှိရင်သားသမီးနဲ့တကွာကျွန်ခံရမယ်ဆိုတော့ငါကျွန်ခံရတာအရင်ပြုံငါသားသမီးလေးတွေအကုန်လုံးနှင်မွန်းတော့မှာပဲ။ကျွန်ဆိုတာကလည်းပဲဟိုရှိတုန်းကကျွန်စနစ်ဆိုတာအလုံးမကြောက်စရာကောင်းတာတတ်ချင်တော့တတ်လို့ရတယ်ရောင်းချင်လည်းရောင်းလို့ရတယ်။အဲ့ဒီတော့ငါဒုက္ခပဲကျွန်ကတော့ငါမခံနိုင်ဘူး။အဲ့ဒီလို့ဆိုရင်ငါဘယ်လိုလုပ်မလဲဆိုဒီရှိစရာကောင်းငါလှည့်စားမှဖြစ်မယ်။အဲ့ဒါနဲ့နောက်နေ့ကျတော့ရှိစရာကဘယ်နဲ့တော့မျက်စိကတက်တာရလား။ သူအခက်ခတ်ကြည့်တော့တတနေတယ်ဆိုတာကိုသူရိပ်မိဒါပေမဲ့ဓမ္မကဘာပြောလဲဆိုတော့အရှင်နဲ့မတတတာဘူးတဲ့အရှင်ရဲ့ခြေခက်လိုက်ခါမှပူပြီးတော့ဆိုးလာတယ်တဲ့ဟောသူကလည်းစကားကိုမလောင်မလဲပြောတာပေါ့နော်အမှန်ဆိုလို့ရှိရင်အမှန်တိုင်းဖွင့်ဟဝန်ခံပြီးတော့စိတ်သဘောလေးတွေကိုနားလည်အောင်ကြိုးစားကြမယ်ဆိုရင်ဟိုအဖြစ်ပြက်ဆိုးကြီးတွေကဖြစ်ချင်မှဖြစ်မယ်ခုတော့သူကအဲ့လိုပြောတဲ့ခါကျတော့စိတ်เสียကစိတ်ကပူပြီးတော့တူသွားတာပေါ့ဟောတတတာဘုံရရင်နေ ငါဆီးကြောင်ပိုးပြီးတော့ယောဂပြင်းထန်လာတယ်ဆိုတော့ဒီဒီကမငါ့ကိုလှည့်စားနေတာပဲသိစီမဲတဲ့အဲ့ဒါနဲ့မပါလို့လဲဆိုတော့မျက်လုံးကိုပေါက်ထွက်သွားစေတဲ့မျက်စင်းတစ်မျိုးကိုသူပေါ်ဆက်တယ်ပေါ်ဆက်ပြီးတော့တင့်ရဲ့မျက်စိယောဂအရင်ကြီးမတက်တာသေးဘူးဒါကြောင့်ဒီတစ်မျိုးကိုခတ်ပါအောင်ဆိုပြီးတော့ပေးတယ်ဟိုကလည်းအရင်မျက်စင်းတောင်တလောက်စွန်းနေတာဆိုတော့နောက်မျက်စင်းဆိုရင်တော့ပိုးပြီးတော့ရှင်းရှင်းပြောင်းမယ်ဆိုပြီးတော့ယုံကြည်မှုအပြည့်နဲ့ပေါ့လေခတ်လိုက်တယ်အဲ့ဒီတော့မှမျက်စိနှစ်ဖက်စလုံးလုံးလုံးဝင်သွားတယ်ပျက်စီးသွားတယ် ိသက်ရေအစာတဲကိုကစားစေတနာနဲ့သူ့ကိုမျက်စိမြင်မြင်နဲ့စိတ်ဦးစီးပြီးတော့ကုပေးခဲ့တာမဟုတ်တဲ့အတွက်ကြောင့်သင်္ဃာကိုမျက်စိဝေဒနာပြောင်းရင်ဘာပေးမှလဲဆိုတဲ့မေကွန်ကလေးအသာတတိထားလေရပဲနော်။ဟောရလိုတဲ့စိတ်တစ်ခုခုကိုဥတည်လာတဲ့အခါပြဿနာတွေကအများကြီးဖြစ်လာနိုင်တယ်။ဘာဖြစ်လို့လဲဆိုမရဘူးဆိုလို့ရှိရင်သူကဒါစိတ်ဒုက္ခဖြစ်တော့မယ်။အကြီးကြီးစိတ်ဆိုးတော့မယ်။ စားတဲ့ကစားရချင်နေတာကိုဒါကြောင့်မျောလင့်ချက်ဆိုတာတွေဟာတစ်ခါတစ်ခါမှဟိုမကောင်းတဲ့ဘက်တွေကိုတွန်းပို့သွားနိုင်နေဆိုတာဒီအခြေအနေလေးကိုကြည့်ပြီးတော့တမျိုးသတိထားစရာမကောင်းဘူးလားခောက်နေအဲအဲ့ဒါလို့သူများရဲ့အပေါ်မှာထားတဲ့ထားလိုက်တဲ့စိတ်ထားကောင်းမထားခဲ့ဘဲနဲ့မထားတဲ့မထားလိုက်တဲ့စိတ်ထားရုပ်တွေထားပြီးတော့အဲ့ဒီစိတ်ရုပ်မာတွေကိုအကောင်အထည်ပါပေါ်အောင်လှုပ်ဆောင်ခဲ့ဒါကလည်းပဲ ပေးတဲ့ပေါင်းတော်ပေါင်းတို့တတိထားเสียရပါပဲစိတ်ရဲ့သဘောဟာစိတ်ထဲမှာတဲ့မကောင်းတာတွေဖြစ်နေတယ်ဆိုရင်ကာယကံမြောက်ဝစီကံမြောက်မဖြစ်သေးဘူးဆိုရင်နည်းနည်းတော့ခံစားသေးတာပေါ့ဟုတ်တယ်မို့လားမကောင်းတဲ့စိတ်ကြီးကိုကာယကံမြောက်အပြုတ်မှုနဲ့အကောင့်ထည့်ပေါ်ကြမယ်ဟိုဝစီကံမြောက်အပြုံးရှင်နဲ့အကောင့်ထည့်ပေါ်မယ်ဆိုရင်ဥပြီးတော့တစ်ဖက်လူမှာလည်းပဲဆင်းရဲဒုက္ခရောက်သွားတဲ့အကြောင်းမရှိဘူးလားရှိတယ်ကြည့်ရဆိုကြမှာဆိုဒေါသဖြစ်တယ်စိတ်ထဲတင်မဲ့ဒေါသဖြစ်တယ်ဒီဒေါသအားလျော်စွာဒေါသအလျောက် မပြောမိအောင်ထိမ့်လိုက်နိုင်မယ်ဆိုရင်ဒါတော်တယ်ပေါ့။ဟာဒေါသလည်းထွက်တယ်ဒေါသလည်းရောလည်းပြောမိအောင်ပြောလိုက်အောင်မယ်ဆိုရင်တော့ဒါပိုဆိုးမသွားဘူးလား။ဆိုးသွားတယ်။ဟာပြောရုံနဲ့မကျင်တတ်ဘူး။ကိုတိလျောက်ကိုပဲအရာစုမှုလွန်ကျူးသည့်အသည့်အမျိုးမျိုးကာယကံဆိုးဝါးတာတွေပါဆက်လက်ပြီးတော့ဖြစ်ပေါ်စေမယ်ဆိုရင်ပို့ပြီးတော့မဆိုးဘူးလား။ဆိုတယ်။ခုသူဟာသူ့ရဲ့စိတ်ယုံမှာကိုစိတ်ယုံမှာဖြစ်တဲ့အချိန်မှာပျောက်သွားအောင်သူမထိန်သိမ်းနိုင်ဘူး။ ဒါကို तू အကောင်းအထည်ဖို့ဒီအထိသူ့ရဲ့ဒေါသသူ့ရဲ့မကောင်းတဲ့စိတ်တွေကိုအပြုံးမှအပြုတ်မှားနေနဲ့ပုံဖော်ဒီအထိ ပုံပေါ်ဒီအထိ तू ဟာမလုပ်ခဲ့တော့မကောင်းခဲ့ဘူးယုံမာခဲ့တယ်တနည်းအားဖြင့်မကောင်းတဲ့စိတ်တွေဟာကာယကံမြောက်ဒီအထိကြီးထွားသွားတယ်ပေါ့ဝစီကံမြောက်ဒီအထိကြီးထွားသွားတယ်ဒါကလည်းပဲကြီးထွားသွားရင်ထိမ့်ဖို့ဆိုတာကတော့သိပြီးတော့မလွယ်ဘူးပေါ့ဟိုစိတ်ကသိပြီးတော့ဆိုကြပါစို့ဒေါသဖြစ်တယ်ဆိုရင်တော့မှဟိုဒေါသကဟာ ာလေးပဲဖြစ်တယ်ခက်လက်လက်ဖြစ်တယ်အကြီးကြီးဖြစ်တယ်ဆိုပြီးတော့အဆင့်အမျိုးမျိုးပြောလို့မရဘူးလားရတယ်အလွန်အမင်းဒေါသအားကြီးလာပြီဆိုလို့ရှိရင် ထိနိုင်သိနိုင်တဲ့အဆင့်ကိုကျော်သွားတယ်ဝစီကံလည်းမထိနိုင်တော့ဘူးဒါရကံလည်းမထိနိုင်တော့ဘူးအဲ့ဒါဆိုရင်တော့မဆိုးဘူးလားဆိုတယ်အဲ့ဒီမထိနိုင်ဘူးဆိုတာကဘာကိုမထိနိုင်တာလို့ဆိုဒီစိတ်ကိုပဲမထိနိုင်ဘူးလို့ပြောကြတာပဲမဟုတ်လားဟုတ်တယ်မဟုတ်လားစိတ်ကများလား